မင်္ဂလာပါရှင်မော်ဝီကျောင်းတို့ရန်ဒီကျူဆူလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမင်းဟင်ခန့်ဥတ္တာတီပရဲ့မရဏရွာသူဆိုတဲ့ဇလန်လေးရဲ့ပိုင်းစနစ်ကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်ဆရာကြီးကိုယ်တိုင်ကြွလာတာပဲကျုပ်ကိုအခေါ်နှုတ်လိုက်ရောပေါ့ဆရာကြီးဟာကျုပ်လာခဲ့မှာပေါ့ဒီအတိုင်းရှောင်ရင်ဝင်ခဲ့တာပါကွာအောင်စိုးအိမ်ပေါ်ကမိမဖြစ်သူကိုလည်းစိတ်မချလက်မချပြန်ကြည့်ရတယ်အွန်လိုင်းဆရာဒီဝါကိုလည်းကြိုးနေရတယ်မိမဖြစ်သူကိုအသေးတတ်တော့မယ် အောင်လန်းဆံမမသိပဲရွာကိုအရောက်ခေါ်ခဲ့ပြီးမိမပြည့်သူမှရှိနေတဲ့စုံပညာတွေကိုဖယ်ရှားကူတပေးဖို့အတွက်အောင်လန်းဆံကိုကူညီတောင်းထားမိတယ်အခုအိမ်ပေါ်ကမိမဆင်းလာပြီးဆရာကြီးကိုမြင်ပြီးမင်းဘလို့ပြောရမှန်းမသိလို့မောက်စုခေါင်းကုပ်မိတယ်တန်တွေကသူ့ပညာတွေမနှုတ်ပေးနိုင်ဖြစ်ပြီးဦးတီဝါနဲ့ပြည်နာဖြစ်မှာ ਉਹ ပဲစိတ်ထဲစိုးရိမ်နေတယ်မင်းအမျိုးသမီးရောမောက်စုရှိပါရဲ့ဆရာကြီးအိတ်နေပါလေနေစီနာစီမပေါ်ဘာနဲ့ဆိုတော့နန်းနာနေနေပေါ်ဆရာကြီးရဲ့ ကျုပ်ဒီနေ့တော့ကျိုင်းရှိရဲ့တကြီးရင်နားခဲ့ပါမယ်။အေးအေးနောက်တစ်ပတ်နောက်နေနားခဲ့ပေါ့ကွာ။ခုတော့ဆရာကြီးပြန်ပြီ။ဟုတ်ကဲ့ပါဆရာကြီး။ဟုတ်ကဲ့ဟုတ်ကဲ့။ဦးဒီဝါနဲ့လူလူစုနဲ့ထွန်းသွားပြီးချန်ပြင်းရောက်တော့မှမောင်စုတပြင်းရှိချနိုင်တော့တယ်။ဒီအချိန်အိမ်ပေါ်ကတက်ຫນွေဆင်းလာပြီးပခုံးကိုပုတ်လိုက်လို့တုံနေအောင်လန့်သွားမိပြီးလှည့်ကြည့်မိတယ်။လန့်လိုက်တာမေးမှရဲ့။ဘာရင်းနဲ့တနောက်လန့်ရတာတော့ကိုစုရဲ့။ခုရောပြင်းုံငေးပြောဘာရင်းတွေးနေရလဲ။စကားပြောတဲ့ကြားလိုက်တယ်။ဧည့်သည်လား။ ဦးနီကကိုဆိုးနှီးပေါ်လမ်းကြုံလိုက်တဲ့ဧည့်သည်ဦးမြင့်လို့လက်နှုတ်ဆက်တာပါ။တကြီးအိမ်မှာခဏနေရဲ့လို့ပြောတယ်။ကျုပ်တင်မှုလန့်သွားတာပါမိမရ။လာပါကွာအိမ်နေဦး။မောင်ဆိုးမိမဖြစ်သူအစဉ်ပြန်အောင်ကြည့်ပြောပြီးပခုံးနှစ်ဖက်အကင်တွဲရင်းအိမ်ထဲခေါ်သွားတယ်။အောင်နှန်းစင်ဟာဒေဝနဲ့သူ့နောက်လိုက်တစုကတကြီးအိမ်ပြန်ရောက်လာပြီးတဲ့နောက်အနာယူချရင်စကားပြောပြကြတယ်။ဆရာကြီးကျုပ်တို့တောင်းထားတာလေ။ဘယ်နည်းနဲ့အစဉ်ပြေမှာတော့ဗျ။ဟွာကျုပ်ပြီးဆိုရက်ပေါင်းတင်ချူအိမ်အောင်တွေကြကုန်ပြီ။ ကျုပ်တို့ပဲကြံတော့တယ်ဆရာကြီး။မင်းတို့မိမကိစ္စများထားကြစမ်းမကွာ။ဒီမေငါတို့ကရွာကောင်းမှုအများကောင်းမှုကွာ။ခေပြက်ထင်မှာတောကြောင်လက်ကမောက်ခန့်လို့တကူတမရီဆိုတိတ်များပြီ။ရံမျိုးမျိုးအနည်းငယ်မျိုးမျိုးဖြစ်နေတာ။ဒီကောင်တို့ရဲ့ရံကိုတိုက်ထုတ်ကာကွယ်ဖို့ဆိုတာ။တို့ပြီးကန်စီတွေအဆောင်လက်ဖွဲ့တွေအတွက်ဆရာကြီးကိုကူညီတောင်းရမယ်။ဒါအရေးကြီးတာကွာ။ကဲကဲအားလုံးတောကြောင်ကွာ။မင်းတို့ကိစ္စငါကောင်းနေမှာရှိပြီးသားပါ။ငါကိစ္စတခုအတွက်လည်း ကောင်းချောင်နေလို့မင်းတို့အစီရင်လုပ်မပေးရသေးဟာပြန်စေးလိုချင်တဲ့ကောင်းတွေရောဒုပိတာပြီးဖြစ်ချင်တဲ့ကောင်းတွေရောငါပြောတာနားထောင်ကြပြောပါဆရာကြီးရွှေတရွာမှာလောကီပညာနဲ့ပတ်သက်လို့စီရင်တွေလုပ်ဖို့ဆိုတာဆိုင်ရာပညာတွေနဲ့ကြေတနာကင်းရှင်းဖို့လူသေးဘလို့များတော့ဆရာကြီးကျုပ်တို့ဘာကူညီရမလဲပြောပါဘာမစုကူညီပါမေးအေးနင်းတို့နားလည်အောင်ပြောရမယ်ဆိုရင်ရွာဆောင်နဲ့ရွာသူကွင်းပိုင်နေပိုင်တင်းချိုင်းဆောင် ဒါရီပိုင်နိုင်ဖို့လိုတယ်။ဒါတော့ကျုပ်တို့ထံဆရာကြီးကပို့ပြီးတော့တက်တည်နားလည်မှာပဲ။ကျုပ်တို့ကတော့ခိုင်းတာပဲလုပ်ပေးတတ်မှာဆရာကြီး။ဒီမှာမှစောင့်ရှောက်တွေနဲ့စိမ့်တွေနဲ့ပတ်သက်လို့တော်လေးအကျွမ်းတဝဲအစွမ်းထက်တဲ့နေဝင်တဲ့တူရှိနေမယ်ကွာ။နေဝင်တဲ့အဲနေဝင်တဲ့ဆိုရင်တော့အော်ရှိပါလေဆရာကြီး။ဒေါ်ဘုတ်ဆိုရင်နေဝင်တဲ့မျိုးသမီးရှိပါလေ။ရွာနှစ်စင်နဲ့တင်တဲ့ကိစ္စတွေပွဲပေးတဲ့ကိစ္စတွေမှာသူ့ကိုပဲအားထားရတာ။အခြားရွာတွေကပင့်ခေါ်ရတဲ့အချိန်နာမည်ကြီးပါလေ။ ီညသူ့ရင်သွားမယ်ကွာဒီမိမကြီးမှလည်းလောကီပညာလေးမစိုးစလောက်တတ်ထားတယ်သူ့ငါတို့စီယုံနိုင်ရမယ်ဆိုရင်ဒါမှမဟုတ်ငါလက်အောက်ရောက်လာမယ်ဆိုရင်ရွာမှာဘလို့အစီရင်ကိုမစိုးသူ့ပညာအထောက်ကူနဲ့အလွယ်လေးလုပ်နိုင်ပြီအဆင်ပြေပြီအဲဒီညနေဝင်ပြီးပေါင်ရီပြိုးတဲ့အခါမှာအောင်လန်းဆရာဒေဝနဲ့လူတစုတော်ပုတ်နေတဲ့အင်ချန်ဝင်းကိုကျင့်ကန့်လာတယ်တော်ပုတ်တူးတဲ့နေထိုင်သူဖြစ်ပြီးနေဝင်တဲ့လုံနေပဲရက်တီခဲ့သူဖြစ်တယ် 38မေနေ့ရုပ်ပိုင်းတောင်ဝင်းလေးကရင်တလမှာ၃ချိန်ခန့်ရွာတွင်းလျှောက်နေရှိတယ်။ကြားချိန်တွေကိုသူ့ချံတွင်းမှာပဲနေထိုင်နေရှိပြီးကျောင်းကိစ္စမရှိပဲပြင်ထွက်နေမရှိဘူး။ဒီညဦးမှာတော်ဖို့အိမ်ပေါ်မှာရှိတဲ့နေရုပ်ချူဟာထားရတဲ့အတိုင်းမရှိပဲနောက်ကိုနှဲ့ထားတယ်လို့နောက်ကြောခိုင်းနေရကြောင်းတော်ဖို့လင်းတစုံတစ်ခုမူမမှန်တော့တဲ့နမိတ်ကိုသိနိုင်တယ်။ဒါကြောင့်38မေနေ့ရုပ်ပိုင်းတောင်ဝင်းလေးကိုကရင်လင်းမြန်အိမ်ပေါ်ကဆင်းမယ်ပြုတော့ချံရှိမှာအောင်းလန်းစရာနဲ့ နောက်လိုက်တပည့်တို့တွေ့ရတယ်။အုံလန်းဆရာဘလောက်စွမ်းထက်မှမသိရသေးပေမယ့်ဒေါ်ဘုတ်ရဲ့ခြံဝန်းကိုဝင်နေရဖနောက်တစ်ချက်စောင့်ပြီးကာကွယ်တားဆီးမှန်သမျှကိုချိုးဖျက်ပြီးဖြစ်တယ်။နောက်ကျသွားပြီလို့သိပြီးဒေါ်ဘုတ်ဘာစကားမှမပြောဘဲရှက်ပြီးတော့စောင့်နေတယ်။အုံလန်းဆရာဒီဝတပည့်တွေကိုချန်ပြင်းမှထားခဲ့ပြီးမိမိတူရဲသားဝင်မဲဆိုပြီးဒေါ်ဘုတ်ခြံဝန်းထဲဝင်လာတယ်။အိမ်ရှိကိုရောက်တာနဲ့လက်ဝင်တဲ့ဒေါ်ဘုတ်ကိုမြင်တော့မေပြုံးတစ်ချက်ပြုံးပြီးဝင်ခွင့်ပြုပါဦးဗျာ။ ခင်ဗျားနဲ့ကျုပ်ဆွေးနွေးစရာလေးရှိလို့လာခဲ့တာပါ။အိမ်ရှိရောက်ပြီးမှတော့ခွင့်ပြုချက်လူသိနာအောင်လန်းစရာကြီး။အိမ်မကြခဲ့ပါ။လာရင်ကိစ္စဘာများတော့ဝင်ပွင့်လင်းလင်းပြောကြတာပေါ့ဗျာ။နေဝင်သိန်းဒေါ်ဘုတ်အင်မတန်စွမ်းပါပြီဆိုလို့ပညာစမ်းကျင်လို့လာခဲ့တာပါပဲ။အကြောင်းမဲ့တသက်ပညာဆက်ဖို့ကျင်နေရဲ့အညာတော်ပညာတယ်လို့ဟုတ်လိမ့်မယ်မထင်ဘူး။စမ်းကျင်တာတခုနဲ့လာခဲ့တာလို့မထင်ဘူး။ပြောပါ။ကျုပ်ကိုပညာစမ်းပြီးနိုင်ရင်ဘာခိုင်းကျင်တာလဲ။ဝင်ပွင့်လင်းလင်းပြောပါ နဲ့ဝင်သိရဒီနိုဆိုမှဖြင့်ကောင်းပြီလေကျုပ်ပြီးရောစီရင်ကိစ္စတခုနဲ့လာခဲ့တယ်အခုကျုပ်ရဲ့လင်းရင်တပည့်ပြန်ပီယာစီဒါဘီစီဆိုပြီးလိုရာတောင်းနေပေါ့ဗျာအဲ့ဒီစီရင်လေးများလောက်ကင်ဆောင်ရွက်ချင်တာနဲ့ကိုညီနာယူလာပါပြောလေးရတော့ခြူသားအောင်လန်းစရာရင်ရှာနဲ့ချီရဲ့ရှိရဲ့ပညာစင်တွေကနှစ်စင်းကိုအလွယ်စေခိုင်းနိုင်ပြီမေကျုပ်နှောက်ရက်ပြီးလို့လှုပ်ရှုပ်မှကြိုတိနေရတယ်တစ္စာခံခိုင်းကျင်နေဆိုပါတော့လေသဘောပေါက်နှွေးသားပဲ ခမည်းလေးနေနေရရတော့မဟုတ်ပေဘူးဆိုတာကြုတ်သိပါတယ်။နေဝင်သေးဆိုပေမဲ့ဝါတဘာနဲ့ပညာတာမန်နေဝင်သေးရင်မတူပဲ။ဂျာလောကီပညာရှင်တွေပါတက်မြောက်နေတာကြုံမြင်တွေ့နေရပါတယ်။ဒီတော့စကားတွေရှိပါရဲ့ဗျာ။ပညာပြန့်ကျင်တယ်။ဝဲခေါ်လာတော့လေမငင်းနိုင်ဘူးလေ။လက်ခံရမှာပေါ့။ဘဲခါပြန့်ကျင်လေ။ကျုပ်ကဧည့်သည်ဆိုတော့အင်းရှင်ကိုမစော်ကားကျင်ပါဘူး။ခမည်းအစင်တင်ဖြစ်မဲ့နေ့နဲ့အစင်ပြေမဲ့နေရာကိုပြောပါ။နောက်၃ရက်မြောက်တဲ့လာမိုင်ညာ ရွာပြင်ဖျားပြန်နာမှာစောင့်နေပါ။ကောင်းပြီ။ဒါပြင်တုတ်ပြန်ပြီ။ခွင့်ပြုအောင်။အောင်လန်းဆရာဒေဝနဲ့ဝင်တဲ့တော်ဘုတ်ကိုသူ့လက်အောက်ရောက်စီဖို့အတွက်ပညာပြန်ပင်လို့စိန်ခေါ်ပြီးပြန်သွားတယ်။ကြံပြင်ကိုထွက်တော့ပညာတဲ့အနေနဲ့လက်ဖြောက်တစ်ချက်တီးလိုက်တော့တော်ဘုတ်အိမ်ဘုံကအိမ်တွင်းနဲ့အုံတိရကျူးဆိုင်ပြက်ပြီးဒိုင်းငနဲထွက်ကြသွားတော့တယ်။တော်ဘုတ်တောက်ခောက်ပြီးကြံခဲ့တယ်။ဒီနောက်ညဘက်မှာမအိပ်ပဲအောင်လန်းဆရာရောက်လာတဲ့ကိစ္စကိုမြူးမြူးတွေးတောနေမိတယ်။ ော်လန်းဆရာဒီဝါရဲ့ပညာတွေနဲ့တာမန်နဲ့စိမ့်တွေကိုအလွယ်စေခိုင်းနိုင်ပြီမင်းမိမိကိုလာရောက်စိန်ခေါ်ပြီးအနိုင်ယူနေတဲ့ကိစ္စကိုတွေးမိတယ်။ရွာတရွာကိုပညာသည်တဦးကလာပြီးဒီရွာမှာပညာသည်ရှိနေရကြောင်းရှင်ပြိုင်ချင်းမျိုးသာဖြစ်ကြတယ်။မိမိလိုနဲ့ဝင်တဲ့ဘဝနဲ့အေးအေးလူလူနေထိုင်တဲ့သူလာရောက်ပတ်သက်ရမှာအကြောင်းတော်ရှိနေမယ်လို့တွေးမိတယ်။စင်စာတွေးတွန်းလို့မရတဲ့အဆုံးလက်တွေကိုပင့်ဖိတ်တိုင်တီးပြီးမေးမြန်းတော့တယ်။အတန်းအယုံဖွင့်စီဖို့အတွက်လည်း ကတော့ပြီးရှောက်တင်နေပြီ။အောက်လန်းဆရာရောက်လာတဲ့ကိစ္စကိုဆိုင်ရနဲ့ကမချင်းမကြံမိန့်ကြားပေးဖို့ဥတိုင်ရှောက်တင်တော့တယ်။တွင်ပြင်ကွန်းစင်ပြိမ့်မှန်အရန်တားတပားမကြံစေရ။ရှိရှိသမျှသောနှက်ပေါင်းတို့ဥတိုင်ပန်ကြားအပ်ပါရဲ့။အောက်လန်းပညာသေးယောက်ျားမှာနဝင်းသေးကျွန်ုပ်ကိုအဘယ်သူသောအကြောင်းနဲ့ပွဲခေါ်ပြီးပညာဆန်းရတာကိုဆိုင်ရနဲ့ကမိန့်မှန်ပြောကြားတော်မူပါ။အမြင်ကိုလည်းလင်းပါစေ။အကြောင်းကိုလည်းရှင်းပါစေသာ။ပူဇော်ကြော့ခံ ဆန်ရပိုင်ရရှင်သခင်နဲ့ကြီးညာလက်ပြလှရင်ငါသမီးတော်ယူအမေမိတ်ကြားရမယ်သေချာနားဆိုင်ပြီးတော့ဟဲ့ဒေါ်ဘုတ်နားရတန်တစ်ခုကြားရလို့ကိစ္စနဲ့ဆန်ရနဲ့ဖြစ်နေမယ်လို့သိနိုင်တယ်မြို့သမီးတန်မှုကတော့တပားဖြစ်ရမယ်လို့တွေးမိတယ်ဟဲ့မိဘငါမြောက်ဖန်ရှင်ပါပဲအော်လန်းကောင်ကရွာအတွင်းကတက်ပြန်မွေးတဲ့ကလေးမငါစောက်ရှောက်နေရကိုဝင်ဆောင်မိမကိုမိနောင်တိုက်သွင်းတေကျင်းစိုးတင်အောင်တက်ပြီးဦးကောင်ဖြန့်ယူဖို့ကြံစည်နေတာပဲ ညီတက်နိုင်သမျှကုညီဆောင်မလို့တားပြီတော့တတိကြီးစွာထားပါလေကလေးမေကငါစောင့်ရှောက်နေမိသိရပါပြီအမေတတိပေးနို့ကျေးဇူးတင်ရပါပြီတော်ဖို့အချားအယုံထိလာရောက်တတိပေးချသူမြောက်ဖက်ရှင်မလို့ခေါ်တဲ့တားပိုက်မေတော်ကြီးကိုစိတ်မှထားပြီးဥချကြောလိုက်တယ်ဒီနောက်မိမိတန်နဲ့လာမိတဲ့ပညာသင်မလေးမိတန်တွေကိုတွေးမိပြီးအန်ရီများတော်မှကိုသိနို့တားစီဖို့ပြင်ရတော့တယ်ဒီအချိန်မှာအောင်လန်းဆရာကြီးနဲ့နောက်လိုက်တပည့်တွေက တင်းချိုင်းမှာပညာစည်းဖို့ကိုတွင်ရောက်နေတယ်။တပည့်ရီကတန်တရင်းတစ်ချောင်းနဲ့မြေပုံတစ်ခုကိုတူးဆွနေတယ်။အောင်လန်းဆရာဒေဝဇေယပေါ်ထိုင်နေပြီးကျေးဖနာတင်လုံးနဲ့ဂါရမန်နန်တွေရှုဖက်မှန်းမှုန်နေတယ်။အောင်လန်းဆရာဒေဝလွေထင်းအင်းဒီကွယ်ဆွဲထားတဲ့မိုင်းငိုင်ဆက်ကိုထုတ်ယူပြီးကျေးဖနာရဲ့ပြည့်ထဲတော့မိထတောက်တာတွေ့ရတယ်။သူ့ဝေးမှာကြောက်ပြန်လေးတစ်ချက်လေးချထားတယ်။မကြခင်တပည့်နှစ်ဦးအနားကိုရောက်လာတယ်။စောစောအပြူမိမလူသေးမြုပ်ရအခန်းဝန်ရှိုက်တဲ့ တံမူတွေကိုနှုတ်ယူလာခြင်းဖြစ်ပြီးခေါင်းရိုက်တန်လေးပြင်လောက်ကမိမပစက်ထက်ကရုကံဝီတမက်ကိုပါတန်နေရင်းနဲ့ကလန့်ပြီးနှိုက်လာခဲ့ကြတယ်။ဆိုင်ပြောရင်ခေါင်းရိုက်တန်ရပါပြီ။ဒီမှာကရုကံဝီတမက်ပါဆိုင်။အောင်းလန်းဆရာကရုကပေါ်မှာအခေရတလုံးရေးဆွဲပြီးကြေးဖနာလေးကိုပုံဟတင်တယ်။ဒီနောက်ကျွဲကျူအယိုးပြုထားတဲ့ဓမြောင်တနက်ကိုထုတ်ပေးတယ်။တပည့်ရီယန်လည်းအနားကိုရောက်လာပြီးဆရာတေဝပေးတဲ့တန်းနဲ့လမောင်းသွေးဖောက်ကြတယ်။စုစုပေါင်း၅ဦးဖြစ်ပြီး ကျေးဖနာထဲမှာလမောင်းသွေးဖောက်ကြတော့တော်လေးရှာတယ်။အဲ့ဒီသွေးတွေနဲ့စင်းရီတမျိုးရောဆက်ပြီးဆရာတီဝတ်ကိုယ်တိုင်ကြောက်ပြင်မှာလောင်းနေ။ပြီးရတဲ့အခေါင်းရိုက်တန်တွေကိုတဝက်တိတိကျိုးတဲ့အထိသွေးစိုးနေတဲ့ကြောက်ပြင်မှာသွေးခိုင်းပြီးမှကြောက်ပြင်ပေါ်ကသွေးတွေကိုဖလားလေးပြန်ထည့်ခိုင်းနေ။ပြီးတဲ့အခါစီမီးခွက်လေးရှိမှကျေးဖနာချပြီးဂါဒါတစ်ပုတ်ရွတ်နေတော့တယ်။ဆရာတီဝတ်ဂါဒါရွတ်နေတဲ့ချိန်လက်ထဲမှာလေဂရုကတမန်ကိုက်ထားတယ်။ဒီလိုဂါဒါရွတ်တဲ့အခါမှာ လေပြင်းတွေတိုက်ခတ်လာပြီးစီမီခွက်လေးငိမ့်သွားတော့တပည့်တွေလည်းမှားထားတဲ့အတိုင်းရေနံရှာတော့တယ်ဆရာဒီဝဂါထာဆုံးတာနဲ့ဂျေပနာအတွင်ကိုဂရုကငွေတမက်ကိုကွက်ခနေမြအောင်ပြစ်ချတယ်ဒီကအတင်းချိုင်းမြာထင်မထားအောင်တုံလာပြီးတူးဆွထားရဲ့မြေပုံထဲကနေလောင်းကောင်မိမထထိုင်လာတော့ဆရာဒီဝမှားထားတဲ့အတိုင်းတင်းချိုင်းနေနေမဲလွတ်အောင်ပြေးကြတော့တယ်ဒါပေမဲ့ပုံပြက်နေပြီဖြစ်တဲ့အလောင်းကောင်မိမသူမရဲ့ဂရုကရှိရာတင်းချိုင်းစရက်ကိုပဲဥတီပြီး ဆရာဒီဝါကိုလက်ကြီးဖြတ်ပြီးတောင်းတော့တယ်။တပည့်ဖြစ်သူတွေကတင်းကျိုင်းပြင်မှာရက်ကြည့်နေရင်လှမ်းမြင်နေရတယ်။ဆရာဒီဝါကဂရုကားကိုယူပြီးမြောက်ပြတော့လောင်းကောင်မိမပါဇက်ဟလိုက်။လက်ကိုစန့်တန်းပြီးတောင်းတယ်။ဒီကအလောင်းကောင်မိမရဲ့စန့်တန်းလာတဲ့လက်ကိုဆရာဒီဝါစောင့်ဆွဲပြီးပဇက်ကဂါထာတွေစက်မပြန့်ရွတ်တော့လက်ကပုတ်ပွားနေတဲ့အသားဘက်တွေကိုမိထလောင်ပြီးပဲ့ကြကုန်တော့တယ်။ယူကြီးကြံတော့တဲ့လက်ဖြံယူကိုစောင့်ဆွဲဖြုတ်ပြီးတဲ့နောက်ဂရုကားကိုလည်းမပေးဘဲ အလောင်းကောင်ကိုခြေနဲ့ကန်တော့တွင်နေပက်လက်ကြီးနမ်းကျသွားတာကိုတိမ်ကျိုင်းပြင်ကခရေးရေးမြင်နေရတယ်။ဒီနောက်ဆရာဒေဝကိုတိုင်လက်ဖြံယူနေကရိုးကောင်ကိုယူပြီးတိမ်ကျိုင်းကြီးကထွက်လာလို့တပည့်တွေဝမ်းသာအားရတောင်းတောင်းဖြားဖြားကြိုးဆူကြတယ်။သူတို့တောင်းဆိုထားတဲ့ပီးယဆောင်လက်ဖွဲ့ပီးယစည်းတို့အတွက်လိုအပ်တဲ့ဖုတ်သွင်းလက်ဖြံယူရပြီးမှပြောရွှင်နေကြခြင်းဖြစ်တယ်။ဒီညမှာဒေါ်ဘုတ်ကရွာထဲကိုသွားဖို့အကြောင်းဖန်လာရင်သူစီမှာတချင်ရနဲ့လာမိဖို့တဲ့ တန့်ရွယ်အိမ်ကိုသွားဖို့ပဲတေရွာလုံးကမကောင်းဆိုးဝါးချင်လို့နမဲဆိုးတက်ပြီးအဲ့ဒီချမ်းမှာနေသူလင်းမယားကိုလည်းဆုံးဖြည့်ပြောဆိုနေတာကိုလည်းလာပေါင်းများစွာကြားလာရတာကြားပြီးသူသည်ဖြင့်နေတိုင်းမကောင်းဖြစ်တာနဲ့ဒေါ်ဘုတ်ထံနဲ့လာမေးပြီးဆုံးမတန့်ရွယ်ဖန်ဆားတာကြီးရွာသူရွာသားတွေကဆွဆွဲကြလို့ဒေါ်ဘုတ်အင်းနဲ့သိရှိထားခြင်းဖြစ်တယ်တန့်ရွယ်ကမှန်တကယ်ပဲပညာဆုံးစလေးတွေတွေ့ရပြီးမေရွာအထင်မြင်ယူဆတယ်လို့မဟုတ်တာဒေါ်ဘုတ်ပညာတဲ့ခြင်းနားလေတယ် တန်ွေကြောင့်ဒုက္ခရောက်သူဆိုလို့ရွာမှာဆင်းရောက်တာမဖြစ်အများစုဟာရိုးရာနဲ့နဲ့ကွင်းပိုင်းတစိကြီးဖမ်းလို့သာပြဿနာဖြစ်လာရခြင်းဖြစ်တယ်အခုညာတွင်ချင်းနဲ့ဝင်သိတော့ဖို့တောင်ဝင်းလေးကန်ပြီးတန်ွေနဲ့မောင်စိုးတို့အိမ်ကိုသွားတယ်ဒီနောက်ချမ်းပဝင်းကျင်မှာကာယံတားဆီးပြီးပြုလုပ်ပေးခဲ့တယ်ဂါထာမန္တန်ချုပ်ရုဖက်မန်းမုတ်လိုက်သည်တော်ဘုတ်ကအိမ်ဘက်ကိုလှမ်းကြည့်တော့အိမ်ပေါ်မှာတရဲလင်မယားနှစ်ယောက်ကိုရုတ်တရက်မြင်ရပြီးရုတ်တရက်ပြက်ွယ်သွားတယ်ဒါပေမဲ့မကြွမလွတ်တဲ့ တက်နွေရဲ့မိဘတွေဖြစ်တာကိုသိလို့တော့ပုံမကြဘူး။တရင်လင်မရလေခြောက်လန့်ခြင်းမျိုးထပ်မလုပ်တော့တက်နွေရဲ့မိဘတွေဖြစ်တာကိုသိတာလို့တော့ပုံမကြဘူး။တရင်လင်မရလေခြောက်လန့်ခြင်းမျိုးထပ်မလုပ်တော့ဒီနောက်ခြံထဲဝင်လာတဲ့တော့ပုံကိုအောင်စိုးကမြင်တော့စဉ်းလာပြီးအရှင်နေချိန်မတော်ကြီးဗျာ။ဘာကိစ္စများတော့လာပါအိမ်ထဲကိုကြပါ။ချိန်မတော်ဆိုအရေးကြီးလို့ဟေ့မိမိမရော။တမိရှိပါရဲ့အရှင်နေလာခဲ့လေ။အေးနေပါနေပါညလာမယ်။ ပုံမပိုင်းနဲ့ထိုင်နေတခြားမဟုတ်ဘူးဟေအမေမြောက်ပဲ့ရှင်မကြီးတတိနာပြီနုငါလာခဲ့တာအိမ်မှာပွဲထိုးပြီးတော့ပူဇော်ထားတယ်မို့လားဟုတ်ကဲ့အရှင်နေအရှင်နေမှာထားသလိုကတော့ဝဲနေတိတ်ချထားပါလေစိတ်အစင်မပြေရှိတိုင်းကတော့ပြက်တယ်ဆိုပါတော့ထွေထွေထူးထူးတော့မဟုတ်ပါဘူးပွဲရတိတ်ချပုံစံမကျလို့ငါကိုယ်တိုင်ပြင်ပေးပြီးပွဲအပ်မလို့ပါညောက်ကြဒါရီစိတ်တဲ့ဘဝင်မကြောက်ထင်ပါရဲ့ဟဲ့မဆိုးညအရှင်နေစိတ်ခုမနေနဲ့ဒီပွဲကမိမိမအန်ရည်ကင်းစီဘူး မိမိမကိုစောင့်ရှောက်နေတဲ့မေတော်ကြီးကိုပူစော်ရင်ပွဲပါကွယ်။နေစီနားစီနေဆိုတော့မိမမှအနေရပူနိရယ်ကွယ်။မကြည်မပြူမဖြစ်နေတော့။နားမလဲဘူးဗျာ။ကောင်းတယ်လို့သာစီစဲမှာ။အေးအေး။တန်းနဲ့မင်းဦးလေးတကြီးအရင်ဧည့်သည်ရီရောက်နေရ။ဘသူရင်လေးသိနေ။တိသားပဲဗျာ။ကျုပ်စပားလေးပေါ်လမ်းကြုံလိုက်လာတာ။ဆရာကြီးဦးတေဝါတယောက်သေးပါဗျာ။အော်မင်းခေါ်လာတာဟု။တိုက်ဆရာရဲ့လှေပေါ်ခေါ်တင်လာတဲ့ကုဖုံးကျဲမမြဆိုင်တို့လိုတော့ဖြစ်နေပြီငဆိုးရဲ့။ အရင်နေပွဲပြင်မှုမို့လားလုတ်เสียရရှည်ရလုတ်ပြီးရခါကျုံလိုက်ပူပါမယ်မှောင်ပြီးပြန်နေပါစေငါမကြောက်မိမိမသာခရုဆိုင်ဒီရက်တွေတယ်ဝေးဝေးလန်လန်မသွားနဲ့ငါလုတ်เสียရရှည်ရလုတ်လောက်မယ်တော်ပုတ်ရှိရှိဝေးဝေးမပြောတော့ဘဲငါပြောပွဲအုံပွဲတေးချပြုတ်ပြင်နေဘုံရလက်ဖက်စေးနဲ့မွေးတိုင်းအလင်းတိုင်းတွေနဲ့တေးချကြနာကိုပြင်ပြီးတော့တန်ွေကိုပွဲရှိမှာဘူတိုက်ခိုင်းပြီးတော်ပုတ်ကတန်ွေကောင်ကိုခိုင်းနေဒီနောက်ဂါရမန္တန်တွေရှုတ်ဖက်ပြီးလုတ်เสียရရှည်ရပြီး လဝါချင်းဆိုင်ပြီးနားမလည်နိုင်တဲ့စကားတွေပြောတယ်။မိမရီယုံကြည်ရကိစ္စမှုမောင်စုဘာမှဝင်မပါဘဲခြံထဲဆင်းဆောင်နေ။ဥတီဝါကိုယုံကြည်နေပြီးစေကုမဲ့ကိစ္စကိုလည်းမိမဖြစ်သူအတိမပေးနိုင်တဲ့အတွက်ဒေါ်ဘုတ်ပြောတဲ့စကားတွေကိုလမ်းကြောင်းလွှဲတင်တယ်။ဒေါ်ဘုတ်ကလည်းမြောက်ဖက်ရှင်မပွဲကိစ္စပြီးတော့တန်ွယ်လက်ထဲကိုအမွေးတံလေးခက်သေးသေးတတိုင်းပေးပြီးသမီးတန်ွယ်ဒေါသနဲ့ရှင်နဲ့စိတ်ကမှားတတ်တယ်။ဝေးဖွားခံပြီးစိတ်ကိုအထူးစောင့်ထိုင်းရမယ်နော်။ သိအရေးကြီးတဲ့ကိစ္စတခုနှစ်ယောက်ထဲပြောကျင်တယ်။သမီးယောက်ျားဒီရက်ထဲမှာတကြီးအရာခေါ်ရဲဆိုပြီးတော့သွားတာနဲ့အရှိပေးခဲ့တဲ့အမွှေးတိုင်ကိုထုံးလိုက်တော့အရှိရောက်လာခဲ့မယ်။မမေ့နဲ့သမီးအရှိပြန်မယ်။ဒေါ်ဘုတ်တိုးတိုးတိတ်တိတ်မှပြီးဆင်းပြန်သွားတယ်။မောင်စုကအိမ်ထိနိုင်ဖို့မယ်ဆိုပေမဲ့မိမဖြစ်သူအနားမှာပဲနေဖို့တတိပေးသွားတယ်။တန်ရွယ်လေးမွေးတံလေးကိုခေါင်းအောက်မှာထိုးထားပြီးစဉ်းစားကြရကိစ္စတွေဝင်နေတော့တယ်။ဒေါ်ဘုတ်ပြောသွားတဲ့စကားတွေပြင် နှစ်ယောက်တည်းပြောကျင်နေဆိုတဲ့အကြောင်းအရာတွေမစီမဆိုင်မေးနာတဲ့တကြီးအရာမောက်ဆိုးခုံလာရဲ့ဧည့်သည်နဲ့ယောက်ျားဖြစ်သူရဲ့မျက်စိမျက်နှာပြက်နေပုံတွေစကားလမ်းလွှဲပုံတွေခွေရထဲစိတ်ထင်းလေးနေရာတွေကိုတွေးရင်ညနေမှာအိပ်ရတော့တယ်အနေရဲ့ကြီးကြီးမားမားတစ်ခုရောက်တော့မဲ့အတိုင်းစိတ်ထင်းမှာခံစားနေရပြီးအိမ်မက်ထဲမှာလေအမြဲလူလူပညာသည်တွေနဲ့တွေ့ပြီးရှင်ပြိုင်တိုက်ခိုက်နေရတော့တယ်အဲ့ဒီညမှာပဲအောင်လန်းဆရာကြီးဒေဝလက်ဖြန့်ယူယူတကြီးအိမ်ကိုယူလာခဲ့တယ် တကြီးရလည်းဆရာရဲ့စီရင်ကိစ္စလိုပဲသိထားလို့အမှတ်မဲ့ပဲနေလိုက်တယ်။ဆရာဒီဝါလက်ဖြံယူသူကိုယ်တိုင်ဓာတ်ချောင်းနေနဲ့ဂုံဂုံရုံလေးပြုတ်နှုတ်ခဲ့တယ်။ညတကောင်ကြောချိန်မှာတပည့်တွေရဲ့ဝိုင်းဝန်းကူညီပေးမှုနဲ့ဂုံဂုံရုံငါးရုပ်ရှားခဲ့တယ်။ဒီရုပ်တွေကိုယူပြီးတပည့်တွေနဲ့တူတင်းချမ်းကိုပြန်သွားပြန်တယ်။တင်းချမ်းကိုရောက်တော့တင်းချမ်းနဲ့မဝင်တော့ပဲတပည့်ငါးယောက်ရဲ့လက်ဝါးတွေပေါ်မှာဂုံဂုံရုံတရုပ်စီတင်ထားပေးတယ်။လက်ဝါးပေါ်ကဂုံဂုံရုံတွေကို င်းကြိုင်ဘက်မှာမျက်နှာမူတိုင်းပြီးတဲ့အခါဆရာတေဝနှုတ်တိုက်သင်ပေးထားတဲ့ဂါထာတွေကိုတပည့်တွေတံပြန်ရွတ်ဖတ်ကြတယ်။ဒီခါဆရာတေဝရဲ့ဂါထာစီရင်အစွမ်းထက်ပုံတပည့်တွေမျက်မြင်ကိုယ်တွေကြုံရပြန်တယ်။လက်ဝါးပေါ်တင်ထားတဲ့ကဝန်မျက်နှာပုံကဝန်သားပိုက်စားတဲ့ကဝန်ရုပ်ထု၅ခုကသင်ကြိုင်ဘက်မျက်နှာမူနေရာကနေလက်ဝါးပြန်ဂါထာရွတ်သူဘက်ကိုတရွေ့ရွေ့လှည့်လာတယ်။ဒီနောက်ထက်ကိုပြန်တက်တော်မလို့လက်ဝါးပေါ်ကနေတထွာခန့်အထိကြွတက်လာတော့ ဆရာဒီဝမှားထားတဲ့အတိုင်းစက္ကနေဖမ်းယူတော့တယ်။လက်ဝါးဘဝကနေတထွားခန့်ကြီးကြွတက်လာတော့ဆရာဒီဝမှားထားတဲ့အတိုင်းစက္ကနေဖမ်းယူကြတော့တယ်။ဒီအခါတူဦးကလက်ကျော်ပြီးဖမ်းမမိလို့ဂဝန်ရှင်လေးကတော်လေးမြင်အောင်ပြန်သွားလို့ဆရာဒီဝကိုယ်တိုင်စက်ကျိုးနဲ့ပြစ်ချပြီးဖမ်းဆီးပြတော့စက်ကျိုးတွေပါဆင်းနှုတ်နိုင်တာခုမှတည်ရတဲ့တပည့်တွေနဲ့ပါဇက်အဟောင်းသားနဲ့အန်အားတင့်နေကြတယ်။ဒါအန်အောဆင်မဟုတ်ပါဘူးကွာ။ကဲပြီးရအောင်လူချင်းတဲ့သူက ဘယ်နဲ့မှကျိုးဖြူနဲ့ဆောင်ကြကာယကိုလိုချင်တဲ့သူကညလက်မောင်းမှာကျိုးနေနဲ့စီးပြီးတော့ဆောင်ကြပြီးတော့ကဝန်လက်ပြန်မောင်းစီးအစီရင်လို့ခေါ်တယ်။စမ်းကျင်တယ်လို့စမ်းကြပြဿနာမတက်စေနဲ့ဟဲ့။ဟုတ်ကဲ့ပါဆရာကြီး။နောက်လိုက်တပည့်တွေလည်းဆရာဒီဝါကိုယုံကြည်ကိုးကွယ်ပြီးဆရာဒီဝါစီရင်ပြင်လို့ပေးတဲ့ဆောင်လက်ဖွဲ့လေးပေါ်မှာရုံမတန်တရာကင်းစော်နေဆောင်ထားကြတယ်။မျိုးမျိုးစမ်းတက်ကြတယ်။အမှန်တကယ်လည်းအမှားရမရှိအစွမ်းထက်ကြတယ်။ဆရာဒီဝါအများလူရပေးပြီးစီယုံပေးတာနဲ့သူ့အတွက်လူရပြုဖို့ ကြံစီစတင်တော့မယ်။ညာပီယကာရအတွက်အစီရင်ပြုလုပ်ပေးတဲ့ကိစ္စမှလည်းစက်ကျိုးတွေပိုင်နေဆရာကြီးတို့ရွာရဲနမဲကြောသွားတယ်။ဒီကိစ္စကိုတကြီးကြားသေးတော့တရရဖြစ်နေတော့တယ်။မိမိအိမ်မှာလာနေပြီးမိမိကိုကြော်ပြီးတော့ဘာမဟုတ်တဲ့ရွာသားတွေကိုတော့အစီရင်တွေနဲ့မဆာကူညီတယ်။သူ့အတွက်ဘာအစီရင်မှမပေးသေးဘူးလို့တကြီးကလူငယ်တွေနဲ့ပြိုင်မနာလို့ဖြစ်တော့တယ်။ဆရာတေကညာကိစ္စကြုံမသိရပါလားဗျာ။ဒီလိုကိစ္စများတိတ်ဆိတ်ဝင်စားလို့ နောက်ဆိုခေါ်ပါဗျ။တကြီးကဘာမှလို့ရှိတော့တော့တဲ့တယ်မေးလာတော့တကြီးဝမ်းတန်လုံးစုတ်နေတယ်။လောဘလည်းကြီးနေ။ဆရာဒီဝကလို့ရှိရပေးနိုင်လို့ဝိဆာလာထင်မှန်မှနေသေး။တကြီးလောဘမှာတုံလေးစိုးတဲ့လောဘမျိုးဖြစ်တော့မဖြစ်နိုင်တာမရှိရသလိုပဲထင်မှတ်ပြီးဆရာဒီဝမျိုးရုတ်တရက်ဖြေးတယ်။ရွှေငွေရတဲ့နာတွေတပိတ်တန်လုံးလိုချင်ပါလေဆရာဒီဝရဲ့ကျုပ်ကိုပေးနိုင်မလား။ကျုပ်တော့မပေးနိုင်ဘူး။ပေးနိုင်တဲ့ကောင်ရှိတယ်။ဟင်ဘသူများလို့ဆရာ။ ဆရာဒီဝါခွေးငနီကိုလက်ညှိုးညွန်ပြတော့တတိကောင်းရှုပ်သွားတယ်။နီနာလူတွေပြရလားကြည့်ပေမဲ့သူနဲ့အောင်လန်းဆရာနှစ်ဦးပဲရှိတယ်။မျက်နှာထားတီတီနဲ့ခွေးကိုပြလို့နောက်ပြောင်ကြည့်စေချင်းဟုတ်မယ်မထင်လို့တတိကောင်းရှုပ်ပြီးဘာလို့ဆူနူရလဲဆရာရဲ့ခွေးငနီနဲ့ရွှေတပိတ်သာဘာဆန်လို့တော့ကျုံနားမလဲ။ကဲပါ။ကောင်းကြီးငချိတ်ဆန်ကိုအုံတမုတ်စာတော့ချက်လိုက်ပြ။လက်တွေ့ပြမယ်။ခုလောက်တတိနားမလဲပေမဲ့ဆရာဒီဝါခိုင်းတဲ့အတိုင်းအမုတ်တစ်ခွက်စာကောင်းကြီးငချိတ်ကိုမပောင်းမဲ ဦးမထမင်းချက်တယ်လို့ချက်တယ်။ဒီနောက်တန်ကြတော့ကောင်းကြီးချက်ကိုဆရာဒီဝရှိဦးလိုက်ယူလိုက်။ဆရာဒီဝကောင်းကြီးဆန်တွေပေါ်စေမုံချူဖြူချပြီးမတ်မှုတ်တယ်။ဒီနောက်ခွေးငင်ကြီးကိုချကျွေးပြီးခွေးစားနေတဲ့အချိန်မှာလဲခေါင်းကိုပုတ်ပြီးတော့ခွေးကိုရွှတ်ဖက်မတ်မှုတ်နေပြန်တယ်။ကောင်းကြီးဆန်တွေကုံစားပြီးတော့ခွေးငင်ကြီးရဲ့မျက်လုံးမျက်စံတွေအရှောင်းတစ်မျိုးပြောင်းသွားပြီးနေရာတစ်ခုမှာငင်ငိမ့်လေးသာထိုင်နေတယ်။တေကဆရာဒီဝလဲတကြီးရဲ့လက်ကိုဆွဲယူပြီးလဝါတစ်ချက်ရိုက်လိုက်ပြီးတော့ ကဲတကြီးငနီးရဲ့မိကိုခက်ဆက်ဆက်ဆွေးပြီးရွှေတပိတ်သာရှာဆန်းกว่าလို့ပြောလိုက်ဗျာဆရာတေဝစကားကြောင့်တကြီးနေမကြီးမငယ်နဲ့ပေါ်တော်တော်ကြီးနှုတ်ရမှာလားတွေးမိတယ်ဒါပေမဲ့အเจ้าတို့ရှိနေမဲလို့ဆရာတေဝခိုင်းတဲ့အတိုင်းခွေးမိကိုဆွေးပစက်ကနေရွှေတပိတ်သာရှာဖို့ပြောတော့ငနီးရသူ့ကိုတစ်ချက်ကြည့်ပြီးချန်ပီယံကိုထွက်သွားတယ်တကြီးနေဆရာတေဝကိုပြန်ကြည့်တော့ဆရာတေဝမင်းငေါ်ပြပြီးနောက်ကလိုက်ဖို့ဟန်ပြတာကြောင့်တကြီးမတိမတာလိုက်သွားတယ်တော်ရင်တော်ရင်နဲ့ ခွေးရရွာပြင်နှက်စင်အောက်ကိုရောက်တော့မြေပြင်ကိုရှက်လိုက်လို့တကြီးအနီးနားမှာရှိတဲ့တုတ်ချုံနဲ့တူးဆွကြည့်တော့လက်ဝင်လက်စားတွေသုံးချက်ခွဲသားခံရတယ်။ဘယ်ချိန်တည်းကမြုံနေထားတယ်မသိရတယ်လို့ပိုင်ရှင်လေးရှိမယ်မထင်ဘူး။တကြီးတဖြည်းဖြည်းနားလေသဘောပေါက်လာတယ်။မြေထဲကဥစ္စာဟောင်းခွေးကိုမြင်အောင်စီရင်ပေးလိုက်ခြင်းဖြစ်တာကိုနားလေတော့ခွေးငနီနောက်သဲတန်လိုက်တော့တယ်။အဲဒီနေ့ညနေဆောင်တော့ခြံထဲကိုခွေးတစ်ကောင်နဲ့တကြီးပြင်ရောက်လာတယ်။ဆရာဒီဝပြုံးကြည့်နေတယ် တကြီးရတကြီးနဲ့မတူတော့ပဲစော့ကစားရပြန်လာတဲ့ကလေးလိုရေမုတ်အလင်းလင်းဖြစ်နေတော့ဆရာဒီဝဟဟပပန်ရှိမောတယ်အဲ့ဒီနေရာတော်ရင်တမရီမြုပ်နှံထားတဲ့ပစ္စည်းတွေဖြစ်ဟန်တူတဲ့ရွှေငွေရတနာတွေကိုခွေးငနေအကူညီနဲ့ဒူးဖို့ရှာပွေတော့ကပတ်တစ်လုံးရှာခဲ့တယ်တကြီးဥမြင့်ရွှေမျက်လုံးတွေဝင်းလက်နေတယ်အင်းထဲမှာချိန်ခွေနဲ့အလေးထိုးပြီးချိန်တော့ရွှေတစ်ပိတ်သာတိတိပစ္စည်းတွေတင်းစီပြီးရေတော်မချိုးသေးပဲဆရာဒီဝကိုမြေပြင်မှာဥကျဉ်ကျဉ်ချပြီးတော့ကြောက်တယ် အောင်လန်းဆရာလေးတကြီးကိုစီယုံပြီးဖြစ်လို့အဘာတရားရှိမောရင်လက်ဝင်တဲ့ဒေါ်ဘုတ်ကိုပညာပြိုင်ဖို့နဲ့တန်တွေကိုအသေးတက်ဖို့ကိစ္စတို့အတွက်ကောင်းထည်ဖို့ဖို့စတင်အားထုတ်တော်တယ်ပြိသက်များရှင်ဒီနေ့ရတင်ဆက်မှုဒီလောက်နဲ့ပဲရှင်းနာကျင်ပါတယ်နားဆင်ပေးခဲ့တဲ့ပြိသက်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်